ကိုဘဝတလျှောက်လုံးမှာအလွန်ကောင်းမွန်တဲ့စိတ်ကလေးနဲ့နေသွားနိုင်မှုမြတ်စွာဘုရားကဘလိုလေးသင်ပေးသလဲဆိုတာလေးကိုပြောခြင်းတယ်တပ္ပုရိသတုတ်တံတဲ့တုတ်တံရဲ့နာမည်လေးက တပုရိတဆိုတာသူတော်ကောင်းပေါ့နော်သူတော်ကောင်းဆိုတာကောင်းတဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်နော်သူတော်ကောင်းလို့သူယုံမှားလို့လူတွေကိုကြည့်ပြီးတော့ပြောရတဲ့နေရာမှာဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့စိတ်ကိုကြည့်ပြီးတော့ပြောကြတာဟုတ်တယ်မဟုတ်လားရုပ်ပိုင်းဆိုင်ရာကတော့သူလည်းပဲအယိုးကိုအမာခံနေရာမှာထားပြီးတော့ ကြောတွေနဲ့ဖွဲ့ရှက်ပြီးတော့အသားသွေးနဲ့လိမ့်ကြံပြီးတော့အရေးသူရေပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့မတန်ရှင်းတဲ့မစင်ကြဲတဲ့ရုပ်အစုအဝေးကိုယ်လည်းပဲမတန်ရှင်းတဲ့မစင်ကြဲတဲ့ရုပ်အစုအဝေးဘယ်သူမှဘာမှထူးတယ်လို့ပြောလို့မရရုပ်ပိုင်းဆိုင်ရာအနေအထားတော့အကုန်လုံးကမတန်ရှင်းတဲ့အနတ်မကောင်းတဲ့ယွန်ရှာဆက်စုပ်ဖွဲ့များစုနေတဲ့အရာကြီးပဲဟုတ်တယ်မို့လား သူတော်ကောင်းလို့သူယုံမှလို့ဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့အဲ့ဒီခန္ဓာကိုယ်မှာကိန်းပြီးတော့ဖြစ်နေတဲ့စိတ်ကိုကြည့်ပြီးတော့ပြောတာကောင်းတဲ့စိတ်ရှိရင် သူတော်ကောင်းစိတ်ရှိတယ်လို့သူတော်ကောင်းပေါ့ညံ့တဲ့ဆိုးတဲ့စိတ်ရှိတယ်ဆိုရင်ဒါသူယုံမှပေါ့နော်အဲ့ဒါမြတ်စွာဘုရားယဟန်နေကိုယဟန်တို့တဲ့သူတော်ကောင်းစိတ်သူယုံမှစိတ်ဆိုတာ ဘလို့လဲဆိုတာကိုငါပြောပြမယ်လို့လို့စကားလေးခြီးပြီးတော့ကိုတမင်ဟောတာအဲ့ဒီတုတ်တန်လေးကတုတ်တန်ကအရှိကြီးပဲအတိုးချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကိုကိုကိုဘာကြီးဖြစ်လို့နေနေဘလောက်ပဲအခြေအနေကောင်းလို့နေနေကိုကိုကိုမမြင့်တင်ဘူးသူများကို မရှုံချဘူးဆိုရင်အဲ့ဒါသူတော်ကောင်းစိတ်ဓာတ်တဲ့တခုခုကိုကသူများတဲ့ထူချားနေလို့ကောင်းနေလို့ ကိုကိုကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒါသူယုံမှစိတ်ဓာတ်ပဲတဲ့လူရင်းကအဲ့ဒီတုတ်တန်ရဲ့လူရင်းကအဲ့ဒါပဲကိုကကိုဘာကြီးဖြစ်လို့နေနေအဲ့ဒီဖြစ်နေတဲ့အခြေအနေတစ်ခုကိုအကြောင်းပြုပြီးတော့သူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တင်ပဲဆိုရင်အဲ့ဒါပါတော့သူယုံမှစိတ်ဓာတ်ကိုကကိုဘာပဲဖြစ်နေနေအဲ့ဒီဖြစ်နေတဲ့အကြောင်းကြောင့်ကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုရင်အဲ့ဒါပါတော့သူတော်ကောင်းစိတ်ဓာတ်တယ် ဲ့ဒါကိုမြတ်စွာဘုရားစိတ်ရှိလက်ရှိလေးပြောတာယဟန်တွေကိုအဓိကပြောတာယဟန်တို့တဲ့တချို့ယဟန်တွေဟာအမျိုးမြတ်တဲ့အနေအထားနဲ့ယဟန်ပြူလာကြတယ်သူတို့အမျိုးကအလွန်မြတ်တယ်ပေါ့နော်အဲယဟန်ဖြစ်လာတဲ့အခါမှာငါအမျိုးမြတ်တဲ့အတိုင်းဝဲနေယဟန်ပြူလာတာဟိုလူတွေကရုပ်ညံ့တဲ့မျိုးကယဟန်ပြူလာတာဒါကြောင့်သူတို့ကအထင်သေးစရာကြီးငါကမှသူတို့ထက်တာတယ်လို့ ကိုကိုကိုတဆင့်မြင့်သူများကိုတဆင့်နှိမ့်ပြီးတော့ကိုကိုကိုမြင့်တင်တဲ့စိတ်တွေသူများကိုနှိမ့်ချတဲ့စိတ်တွေနဲ့နေရင်အဲ့ဒါသူယုံမှစိတ်တတ်ပဲတဲ့။တချို့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတာတော့ဟုတ်တယ်။ဒါပေမဲ့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတိုင်းလည်းပဲအဲ့ဒီလိုအတွေးခေါ်ရှိတာမဟုတ်ဘူး။တချို့ကြတော့ဘလို့စဉ်းစားတော့ဆိုတော့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုကမျှနေလောဘဒေါသမောဟကုံသွားတာမဟုတ်ဘူးတဲ့။သူစဉ်းစားပုံလေးကဘလောက်သဘာဝကြားရနော် သူတော်ကောင်းတရားကိုနီးမှန်လမ်းမှန်ကျင့်မှန်စိတ်ရဲ့ယုံညံ့တဲ့သဘောတွေဟာနဲ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 သွားတာမျက်နှိုးစရာကောင်းတယ်အမျိုးမျက်ခါမျက်နဲ့မျက်နှိုးစရာကောင်းတာမဟုတ်ဘူးမှမှန်ကန်ကန်စိတ်ထားလေးနဲ့ကောင်းကောင်းမွန်မွန်လေးကျင့်သုံးပြီးတော့နေမှကိလေသာဆိုတာကုန်နိုင်တာဒါကြောင့်အမျိုးမျက်ချင်းဒီဟုသောအကြောင်းကြောင့်ဘာမှကိုကိုကိုမြင့်တင်နေတဲ့အကြောင်းမရှိဘူးသူများကိုဘာမှနှိမ့်ချတဲ့အကြောင်းမရှိဘူး အမျိုးမြက်လို့အမျိုးမမြက်တဲ့လူထက် तू ကဘာမှပို့ပြီးတော့ထူးမသွားဘူးပေါ့ဆိုလိုတာဟုတ်လားအဲ့ဒီလိုမှန်ကန်တဲ့အမြင်နဲ့အမျိုးမြက်တာကိုအကြောင်းပြုပြီးတော့ तू ဟာသူ့ကိုယ် तू မမြင့်တင်ဘူး तू များကိုမနှိမ်ချဘူးတဲ့အဲ့ဒါဘာလို့ဆိုတော့သူတော်ကောင်းစိတ်ဓာတ်တဲ့အဲ့ဒီဟာလည်းစဟောတာအဲ့အများကြီးပဲဟောတာอืมပဲချံပေါ်တဲ့အမျိုးကနေရဟန်းပြုခဲ့တယ်ထင်ရှားကြော်ကြားတဲ့အတိုင်းဝဲနေရဟန်းပြုခဲ့တယ်အစဉ်အတိုင်းရဟန်းဖြစ်ပြီးဆိုတော့လည်းပဲ ဝီနီးလေးစားတယ်ဝီနီးတွေကိုတက်ကြွန်းတယ်အဲ့ဒီဝီနီးကိုတက်ကြွန်းလို့ဝီနီးလေးစားဝီနီးလိုက်နာလို့ဝီနီးမလိုက်နာတဲ့ပုံကိုအထင်သေးမယ်ငါသူတို့နဲ့မတူဝီနီးလေးစားတယ်ဆိုပြီးတော့ကိုကိုကိုမြင့်တင်မယ်ဆိုရင်လေအဲ့ဒီဝီနီးလေးစားသူဟာဗာစိတ်တဲ့နေရဆိုသူ့မှာစိတ်တဲ့နေနေရနော်ဝီနီးတော့လေးစားတယ်ဝီနီးလည်းကျွမ်းကျင်တယ်ဒါပေမဲ့အဲ့ဒီအကြောင်းအကြောင်းကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိမ်ချဘူးဆိုတော့မှသူဟာဘာလို့သူတော်ကောင်းစိတ်တဲ့နေနေတာ နောက်တရားဟောကောင်းတယ်တဲ့ဓမ္မကတိကသူများနားလည်အောင်ပြောနိုင်စွမ်းရှိတယ်အတရားဟော ကောင်းတဲ့အတွက်ကြောင့်သူများကိုနှိမ်ချမယ်ကိုယ့်ကိုမြင့်တင်မယ်ဆိုရင်တရားဟောကောင်းသူကြီးလည်းဗာစိတ်တဲ့နေတာတော့သူယုံမှစိတ်တဲ့နေပဲနေတာတရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုမနှိမ်ချဘူးကိုယ့်ကိုမမြင့်တင်ဘူးဈာထဲမှာတွေးပုံလေးတွေဘုံဘုံကအကုန်လုံးအကြေမဲ့ပြောတော့တာဟုတ်လားတရားဟောကောင်းယုံမြတ်နေလောဘဒေါသမောဟကုန်တာမဟုတ်ဘူး နီးမှန်လမ်းမှန်ကျင့်သုံးမှလောဘဒေါသဆိုတာကုန်တာဒါကြောင့်တရားဟောကောင်းခြင်းဒီဟုသောအကြောင်းကြောင့်ဘာမှသူများကိုထင်သေးစရာအကြောင်းမရှိဘူးကိုယ်ကိုလည်းမြင့်တင်စရာအကြောင်းလည်းမရှိဘူးဟုတ်လားအဲ့ဒါအစင်းစင်ဒူးတင်ဆောင်နေတဲ့တချို့ရန်နေသင်္ကန်းလည်းသုံးတယ်ချို့ချန်တဲ့အကျင့်ကျင့်တယ်ပေါ့နားလည်လည်အောင်ပြောရစွန့်ခံစားတယ်တုတ်တမ်းမှနေတယ် ဒီလေအောင်ဆက်တဲ့ဣရိယာပုတ်ကိုပယ်တယ်တောရံမှာနေတယ်သုတ်တန်ဟိုဒူရင်73မျိုးတောင်ရှိဟုတ်လားအဲ့လိုဒူရင်ဆောင်းတဲ့အတွက်ကြောင့်ငါသူတို့တည်းထူးတယ်ဒါကြောင့်သူတို့ကထင်သေးစရာတွေငါမှမမြင်မာတာလို့ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဒူရင်ဆောင်းတဲ့ပုတ်ကိုလည်းဗားတယ်တော့သေုံမှာစိတ်တက်ပြီအရန်တတိထားတဲ့အကောင်းလည်းတော့ကျန်တဲ့ဥစ္စာပစ္စည်းပေါ်တာမပြောတော့နဲ့ရိုးရိုးပညာတတ်တာမပြောတော့နဲ့ ဟုတ်လားဝိနည်းလေးစားတယ်ဓမ္မကတိကဖြစ်တယ်ဘဟုသုဒ္ဒစာရီတက်တယ်ဟောစာတက်လို့သူများအထင်သေးမယ်ကိုယ့်ကိုမြင့်တယ်မယ်ဆိုအဲ့ဒီစာတက်သူကြီးဟာသေုံမာစိတ်တဲ့နေတယ်လူရင်းလေးကိုဘုံဘုံတော့ဖမ်းမိဖို့လိုတယ်ဟုတ်လားအဲ့ဒါအခုဘူးဒူရင်ဆောင်နေတဲ့တချို့ဆိုအရန်အကျင့်ကောင်းတယ်ဆိုတော့နာမည်ကြီးရအောင်ဟုတ်လားတတိထားတဲ့ကောင်းတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအကျင့်ကောင်းခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုယ့်ကိုယ်ကိုမမြင့်တင်ဖို့လိုသေးတယ် အကယ်၍အဲ့ဒီလိုမလုံမိဘူးအဲ့ဒီလိုစိတ်တွေကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှင်သူ့ကိုလည်းသူ့ဥမာစိတ်တတ်တယ်ပဲဝင်ရတော့ဘလောက်ထိဟောတယ်ထင်တော့ဘုံအံ့ဩတယ်ပေါ့နော်အဲ့ဒီတုတ်တန်လေးကိုဇံရရေးတဲ့ဇံရပုပ်ကိုကြီးဇံနဲ့ငိမ့်ငိမ့်အေးအေးနေနိုင်တဲ့အကြီးအသေးသူ့မှာရှိတယ်ဒါပေမဲ့အဲ့ဒီဇံရချင်းတိဟုသောကြောင့်ကြောင့်ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဇံရသူကြီးဟာလည်းပဲသူ့ဥမာစိတ်တတ်နေပဲနေတာပဲတဲ့အဲ့ဒီချိန်မှာ ဆိုလိုတာဟာသူများကိုနှိမ့်ချတဲ့ကိုကိုမြင့်တင်နေဆိုတဲ့စိတ်ဟာသူ့ယုံမှာစိတ်သက်ပဲဒီသဘောကိုပြောတာနော်ဇံရတဲ့တွေအောင်ကိုကိုမြင့်တင်မှုသူများကိုမနှိမ့်ချဘူးဆိုမှအဲ့ဒါသူတော်ကောင်းစိတ်သက်တယ်အဲ့တော့လူတယောက်ဟာသူ့ယုံမှာစိတ်သက်နဲ့နေသလားသူတော်ကောင်းစိတ်သက်နဲ့နေသလားဆိုတာကိုဒီအချက်ကိုကြည့်ပြီးတော့ဖုန်းဖုန်းတို့ကစစ်ဆေးလို့ရတယ်အထူးသဖြင့်ကိုကိုကိုစစ်ဆေးလို့ရတယ်ကိုကိုကိုအထင်ရောက်နေမယ်နော်သူများကိုအထင်သေးနေမယ်ဆိုရင်ဒီဥစ္စာကဒါယုံမှာတဲ့စိတ်ပဲ တကယ်တမ်းကအဲ့ဒီစိတ်ဝင်နေရင်စိတ်ကချမ်းလည်းမချမ်းသာဘူးဟုတ်တယ်မချမ်းသာဘူးနော်လေးလံနေပူလောင်နေပင်ပန်းနေတကယ်ကနော်အထင်သေးရတာထင်ကြီးရတာတတ်တာတဲ့သဘောချမ်းသာတဲ့သဘောရှိမနေဘူးဘာဖြစ်လို့ဆိုတော့ तू ကောင်းတဲ့စိတ်မဟုတ်လို့အဲ့တော့ဘုန်းဘုန်းတို့ရေဘူးရသဘောအဖြစ်ဘာဖြစ်လို့သူများကိုထင်သေးနေတာတုံးကိုကိုကိုအထင်ရောက်နေတာတုံးဆိုတော့သူနဲ့ကိုယ်နဲ့အကုန်လုံးကအတူတူပါပဲဆိုတဲ့အမှန်တရားကိုမမြင်လို့ပဲ ဒါကတော့ဘုံကသုံးသက်ကြည့်တာပေါ့လေအတူတူပဲလို့မြင်ပဲဆိုရင်မတူဘူးထင်လို့ဖြစ်နေတဲ့အထင်သေးတာအထင်ကြီးတာရှိနိုင်မလားတကယ်တမ်းကအတူတူပဲတဘာတူတာတုံးလို့မေးရင်နော်ဟိုအစ်စ်အမြင်ဆုံးရှုတော့မှကြည့်မယ်ဆိုရင်ဒုက္ခသစ္စာအတူတူပဲတတ္တဝါတိုင်းဟာဆင်းရဲနေကြတာပဲတကယ်ကနော်တကယ်ဒီတတိအားကောင်းကောင်းနဲ့ တိဆောက်တာလို့ဉာဏ်ပညာဖြစ်ထွန်းလာပြီဆိုရင်အဲ့ဒီဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်ဘဝဖြစ်နေရတာဟာတတ်တာတဲ့သဘောမဟုတ်ပင်မန်းတဲ့သဘောကျွတ်ကလောဘမျက်လုံးနဲ့မက်မောတဲ့စိတ်နဲ့အခြေခံပြီးတော့အဲ့ဒီစိတ်တွေနဲ့တော့အနေကျပြီးတော့အဲ့ဒီစိတ်တွေနဲ့ပဲဘဝကိုကြည့်တဲ့အတွက်ကြောင့်ဘဝပင်ပန်းတယ်ဘဝလေးလံတယ်ဘဝမသက်သာဘူးဆိုတဲ့အမှန်တရားကိုမမြင်တာတကယ်တမ်းကဘဝလေးလံပါလေဖခင်ကတော့ဝန်တို့မူကြီးလို့တောင်းဟောတယ်အများတန်း ဝန်ထမ်းတာဒါခဏလေးတောင်ချပြီးတော့နားလို့မရဘူးအဲ့ကျတော့ညံနေတဲ့အခါကျတော့သိပ်ပြီးတော့မသိဘူးပေါ့နည်းနည်းလေးအသက်ကြီးလာလို့ရှိရင်တော့ဒီဝင်လေးတဲ့သဘောကပိုးထင်ရှားလာလို့နည်းနည်းလေးရိပ်မိနိုင်တယ်ဒါတောင်ညံကောင်းလို့ရိပ်မိတာမဟုတ်ဘူးနော်သိလားဟိုမြင်ကွင်းကထင်ရှားလွန်းလို့မြင်တာကိုယ့်မျက်စိကစူးရှားလွန်းလို့မြင်တာမဟုတ်ဘူးလို့ပြောချင်တာသဘောပေါက်လားမသိဘူးတချို့ကိစ္စက ြင်ကွင်းကတိတ်မထင်ရှားဘူးဒါသည်မျက်လုံးကအရန်ကောင်းတဲ့အခါမြင်ရတာရှိတယ်တချို့ကြတော့မြင်ကွင်းကထင်ပင်ထင်ရှားတော့လည်းပဲမျက်လုံးကညံ့နေရင်လည်းမမြင်ရတာရှိတယ်အဲ့တော့အသက်ကြီးလာလို့ရှင်တိတ်လိမ့်မယ်ခန္ဓာကြီးကလေးလာပါလားဆိုတာအဲ့တော့တိတာညံကောင်းလို့တိတာမျိုးမဟုတ်ဘူးဘောင်းဆိုတကယ်ကိုဖုံးမနိုင်ဖိမနိုင်ခန္ဓာကြီးကတကယ်ကိုလေးလာလို့သူလေးလာတယ်လို့နည်းနည်းတိတ်လာချိန်မိလာဘာမှကောင်းမနေဘူးဟုတ်လား တော့ဘုန်းဘုန်းတို့လူရင်းလေးပြောမယ်ဗျာနော်သူတော်ကောင်းစိတ်ကလေးနဲ့နေခြင်းနဲ့သူယုံမှစိတ်နေခြင်းနဲ့ဆိုရင်ကိုကိုကိုတော့အထင်ရောက်နေတာကိုကိုကိုမြင့်တင်နေတာသူများကိုထင်သေးနေတာအဲ့ဒီစိတ်တွေကိုဘယ်တော့မှတို့နေအောင်လုပ်ရမယ်အဲ့လိုဆိုရင်အဲ့ဒီစိတ်တွေဟာဘာကြောင့်ဖြစ်နေတာတော့အခုပြောပြီအတူတူဆိုတာကိုမမြင်လို့အတူတူဆိုတာဘာတူတာတုံးဆိုတော့အဆင့်အမြင့်ဆုံးအမြင်နဲ့ပြောရရင်ဒုက္ခသစ္စာမှာတူးနေအကုန်လုံးဆင်းရဲနေကြတာ ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဒီယုတ်ဒီနံဒီသဘာဝဖြစ်နေတာဟာကောင်းမွန်တဲ့သဘောဟုတ်ကိုမဟုတ်ဘူးဒီသဘောအဲ့ဒါကိုမြတ်စွာဘုရားမြင်လို့ဖျားဆိုတာဖြစ်သွားတာပါပဲတကယ်ကဘာဖြစ်လို့ဘုံဘုံရဲ့ဒီမကောင်းတဲ့ဒုက္ခသစ္စာအမှန်တရားကိုမြင်ရတာနဲ့ဖျားဖြစ်သွားတာတုံးလို့မေးတရားရှိဒီဒုက္ခသစ္စာကိုမြင်စိတ်ဘလို့မြင့်မြတ်သွားလဲဆိုတာကိုဘုံဘုံလေးဘုံဘုံတို့နည်းနည်းလေးဝေဖန်ပြမယ် ညံလေးနဲ့လိုက်ကြည့်နော်ဘဝဆင်းရဲတယ်ငါဘဝမှာမဟုတ်ဘယ်ဘဝဖြစ်အကုန်ဆင်းရဲတယ်လို့တကယ်မြင်လို့ရှိရင်အဲ့ဒီဆင်းရဲတဲ့အရာတွေရဲ့ပုံမှာမမောမှုဟာဘာဖြစ်သွားမှာတော့နဲသွားမယ်အဲ့ဒါပဲအဓိကအဲ့ဒီမမောမှုလောဘဟာကျန်တဲ့ကိလေသာအများစုဖြစ်ခြင်းရဲ့အကြောင်းတရားပဲပြောရရင်အဲ့ဒီမမောမှုလောဘကနေတဆင့်ပေါက်ဖွာလာတယ်လို့တောင်ဖုံးဖုံးကဆိုခြင်းတယ်အဲ့ဒီမမောမှုကလည်းဘာကြောင့်ဖြစ်တုံးဆိုတော့ ဆင်းရဲတဲ့သဘောကြီးကိုဆင်းရဲလို့မသိလို့အဲ့ဒီမသိမှုအဝိဇ္ဇာမောဟပေါ့နော်အဲ့ဒီအဝိဇ္ဇာကြောင့်မို့လို့ဒီလောဘကလည်းဖြစ်တာအဝိဇ္ဇာကတော့သူဟာခေါင်းဆောင်ကြီးပဲဟုတ်လားအဝိဇ္ဇာရဲ့တဏှာရဲ့နော်တနည်းအားဖြင့်မောဟနဲ့လောဘပေါ့ကျင်တဲ့ကိလေသာတွေကအဲ့ဒီအနေတဆင့်တိုးပွားလာတယ်လို့ဖုံဖုံထင်တယ်တို့တို့ဒေါသဆိုရင်လည်းပဲအလိုမကျဘူးအလိုတွေများလေလေဒေါသများလေလေပဲဟုတ်လား မသိရင်မသိသလောက်တချို့မန်နေဝင်ကြတာလည်းရှိတယ်ပေါ့ကိုလိုထင်ဒီလိုထင်အထင်တွေမှားပြီးတော့အမျိုးမျိုးတခါတဲ့မှားရင်မှုဝင်ကဘာတွေကမထွက်နိုင်မဲနဲ့စိတ်ဟာညံ့နွမ်းမှုနဲ့ပဲအချိန်ကုန်သွားကြတာတွေကလည်းပဲဒီမသိမှုနဲ့မမောမှုကိုပဲအကြောင်းပြုပြီးတော့ဖြစ်နေတာအဲ့တော့အကယ်၍ဘုံဘုံတော့ဒုက္ခသဘောကိုသိမယ်ဆိုရင်သိသလောက်အဲ့ဒီမကောင်းမှုအကုသိုလ်ကိလေသာတရားတို့ရဲ့အခြေခံအကြောင်းတရားကြီးတွေဖြစ်တဲ့အဝိဇ္ဇာနဲ့လောဘပေါ့နော် တနည်းအားဖြင့်အဝိဇ္ဇာနဲ့တဏှာကိုဘုံတို့မလုပ်နိုင်မလို့လျှော့ချနိုင်မယ်ပေါ့အဲ့ဒါလျော့သွားရင်ကျန်တဲ့ကိလေသာတွေလည်းလျော့သွားမယ်အဲ့တော့ဒုက္ခလို့မြင်ရင်မြင်သလောက်စိတ်မှာမကောင်းတဲ့သဘောတွေနဲနေသွားတယ်ဆိုတော့ကျတို့လက်တွေ့မသိနိုင်ဘူးလားသိနိုင်တယ်နော်လူကျင်မှုကနေစကြတာနော်ကျတို့လူကျင်လို့မဟုတ်တာတွေလုပ်ကြတာမဟုတ်တာတွေပြောကြတာဟုတ်လားလူကျင်တာကနေပြီးတော့လိန်ညာကြတာကောက်ကြစ်ကြတာရက်ဆက်ကြတာအကုန်လုံး နော်ဖြစ်လာဖြစ်လာရတဲ့သဘောတွေကိုဘုံဘုံတို့မြင်ဖို့လိုတယ်အဲ့တော့လူချင်းမှုကိုဘုံဘုံတို့လျှော့နိုင်ရင်လျှော့နိုင်တယ်လို့ဒီလူကဘာဖြစ်လာတော့စင်ကြယ်တာပဲဒီလူကမြင့်မြတ်တာပဲဘုံဘုံမကောင်းတာတွေနည်းနေသွားလို့သူ့ကိုကောင်းတယ်လို့ဘုံတို့ပြောရမယ်အဲ့တော့မြတ်စွာဘုရားကဒီဘဝကြီးတစ်ခုလုံးရဲ့ဒီလောကကြီးတစ်ခုလုံးရဲ့ဒီဒုက္ခသဘောတွေကိုအပြီးပိုင်မြင်တော်မူတဲ့အတွက်ကြောင့်ဒီလောကရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေလူချင်းမှုတွေအကုန်လုံးဘာဖြစ်သွားတော့ငြိမ့်သွားတယ်အဲ့ဒါဒီငြိမ့်သွားတဲ့အတွက်ကြောင့် နောက်ထပ်ဒီလိုဆင်းရဲတဲ့ဒုက္ခတွေလည်းဆက်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဒုက္ခသစ္စာကိုမြင်ရတာဘယ်လောက်ထိအကျိုးရှိတယ်လဲဆိုတာကိုဘုံဘုံကပြောပြတာအဲ့ဒါမြတ်စွာဘုရားဒါကိုမြင်လို့ဘုရားဖြစ်လာတာနော်ဒါတွေကိုပြောဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားကဘုရားလောင်းကကြင့်ခဲ့တာအဲ့တော့ကျွတ်တို့ဒီဘုရားရဲ့အစုံမကိုမျက်နှိုးကြတဲ့ပုံကိုယ်တွေဟာအဓိကမြတ်စွာဘုရားဘာသိသိကျင်တာလဲဆိုတာလေးကိုဖမ်းမိဖို့လိုမယ်ပေါ့နော် ဘဝရဲ့ဆင်းရဲတဲ့သဘောကိုအမှန်တိုင်းသိပြီးတော့အဲ့ဒီဘဝရဲ့ပုံမှာမမောမှုကင်းပြီးတော့လုံးဝငြိမ်းအေးသွားဖို့လွတ်မြောက်သွားဖို့မြတ်စွာဘုရားတရားတွေဟောခဲ့တာအဓိကအဲ့ဒါပဲဟုတ်လားအခုဘုံဘုံပြောနေတဲ့စကားအစဉ်ကဘယ်ကနေရောက်သွားတာတော့နော်သူများကိုထင်သေးတယ်ကိုယ့်ကိုယ်ကိုအထင်ကြီးတယ်ဆိုတာတူညီမှုဒုက္ခသစ္စာကိုမမြင်ရင်မမြင်သလောက်ဖြစ်လာတဲ့အမျိုးပဲဟုတ်လားဒုက္ခသစ္စာကိုမြင်ရင်မြင်သလောက်အဲ့ဒါပဲဖြစ်သွားတော့နေသွားမယ်နော်နောက်ထပ် descent လျှော့ပြီးတော့ဘုံဘုံ ပီကနေလေးတခုပြောမယ်ဘုံဘုံတို့မဟာဝိဇ္ဇယတုတ်တံဆိုတာရှိတယ်အဲ့ဒီတုတ်တံမှာဘာတွေဟောတာဆိုတာမြတ်စွာဘုရားเนาะဒီကိုကောင်ရဲ့မတန့်ရှင်းမုံမတင့်တယ်ဘုံเนาะအနတ်မကောင်းဘုံရွန်ရှာဆက်ဆုပ်ဖွဲ့ကောင်းဘုံမြတ်စွာဘုရားအသေးစိတ်ဟောတာဓာကြီးပေါ်မှာကျွတ်တို့အမြင်မှားပြီးတော့စိတ်တွေရဲ့เนาะအတွေးအမြင်တွေနားလေပုံတွေအကုန်လုံးမှားယွင်းပြီးတော့ဒုက္ခရောက်တာအဲ့တော့ဒါကိုအမှန်မြင်ဖို့အတွက်မြတ်စွာဘုရားကြိုးပမ်းအားထုတ်တာ မဟာဝိဇယတုတ်တံဆိုအဲ့ဒီတုတ်တံမှာနောက်ဆုံးကာထာလေးနှစ်ပုဒ်နော်ဒွိပါရကောယအတုစီဒုက္ခံတော့ပြိဟာရတိနာနာကုဏပပြိပူရောဝိတဝံတော့တတော်တတော်တဲ့อืมဘာပြောဆိုဒီကိုအောင်ကြီးကိုသူကအနှစ်ချုပ်ပြီးတော့ပြောပြတာသူရှေ့ရကာထာတွေကမတင့်တဲ့အကြောင်းအသေးစိတ်ပြောပြတော့မှဒါလေးကအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒွိပါရကောယအတုစီဒီကိုကောင်ဟာခြေတော်နှစ်ချောင်းရှိတယ်တဲ့ခွာကလေးထောက်ထားတယ်လို့ပါနော် မြင်အောင်ကြည့်ပါနော်ဒွိပါရဘောယံအတုစီခြေနဲ့ချောင်းရှိတဲ့ဒီကိုကအတုစီမစင်ကြယ်ဘူးတဲ့ဟုတ်လားဖီလိန်ပြင်ဆင်ထားလဲအဲ့ဒီဂျားတွေကနေပြီးတော့ချွေးတို့ဘာတို့ထွက်လာတာပဲလေအဲ့ဒါဘာတို့မစင်ကြယ်တဲ့အရာစင်ကြယ်တဲ့အရာဘာမှထွက်မလာဘူးနော်ဒွိပါရဘောယံအတုစီဒုက္ခံတော့ပြိဟာရတိဒုက္ခံတော့ဆိုတာမကောင်းတဲ့အနံ့ရှိတယ်တဲ့ဘယ်နာလေးရမှကောင်းတဲ့အနံ့ ထွက်မနေဘူးတဲ့ဒုက္ကံတော့ပြိဟာတဲ့တည်အမျိုးမျိုးတန်ရှင်းအောင်လုပ်တဲ့ကြားတွေကပဲမတန်ရှင်းတဲ့ဟာတွေဟာရိုးရှိပြီးတော့ကြားလာတယ်တားဆီးလို့ကိုမရဘူးတဲ့ကိုဘလောက်လှုပ်လှုပ်အဲ့ဒါကိုဖုံဖုံတို့တော့လုံချုံအောင်လှုပ်ထားလို့မရဘူးလုံးဝလိန်ညာထားလို့မရဘူးနော်ဒီပါတော်ရဲ့အတုစီဒုက္ကံတော့ပြိဟာတဲ့တည်နာနာကုဏပပြိပူတော့ဝိတဝံတော့တော်တော်တော်တဲ့နာနာကုဏပပြိပူတော့အမျိုးမျိုးသော နော်အပုတ်အဆက်တွေနဲ့ပြည်နေတယ်ဘယ်ပိုင်းလေးပဲကြည်လိုက်ကြည်လိုက်ပေါ့နော်ခေါင်းကိုပဲကြည်ကြည်ရင်ဘတ်ပိုင်းကိုပဲကြည်ကြည်ဝမ်းပိုက်ပိုင်းကိုပဲကြည်ကြည်ပေါ့ဟုတ်လားမတန်ရှင်းတာတွေမစင်ကြယ်တာတွေနဲ့ပဲပြည်နေတယ်တဲ့နာနာကုဏပပြိပုတော်ဝိတ္တဝံတော်တတော်တတော်ဘုဖုံတို့ဘလောက်ပဲကြိုးမအားထုတ်ပြီးတော့ဒါကိုတင့်တယ်အောင်အရှင်ပြေအောင်ကြည်ကောင်းအောင်လုပ်ကြတော့လည်းပဲ လုံးလို့မနိုင်ဘူးတဲ့အဲ့ဒီဥစ္စာ အမြဲတမ်းယိုပဲယိုကြနေတယ်ဒါကြောင့်မလို့ကျွတ်တကယ်မနိုင်တဲ့အခါကျတော့ဘယ်ပြေးအောင်အိမ်သာတဲ့ပြေးရမှာပေါ့လူရှိရက်ပြီးတော့တောင်လုံးလို့မရဘူးလေဟုတ်တယ်မို့လားလူအမြင်ခံလို့တောင်မရတော့ဘူးဒါတွေကအမှန်တရားတွေပဲလေဒါဒီခန္ဓာရဲ့ဒီဘဝရဲ့သဘောမှောင်ရက်စွာပဲအဲ့ဒီကာထာလေးနဲ့ပြောပြီးတော့နောက်ဆုံးသုံးသပ်ပြရတယ်နောက်ဆုံးကာထာလေးကဘာပြောလို့ဆိုတော့ ိပါရကောယံအတုစီဒုက္ခံတော်ပရိဟာရတိနာနာကုဏမပရိပုရဝိသဝံတော်တတော်တတော်အေတာဓိတေနကာယေနယောမင်ကြီးဥဏမေတဝေပရံဝါဝါဇာနေယကိမိညတရအတ္တနာအဲအဲ့ဒါလေးကအခုပြောခြင်းတဲ့အကြောင်းရပါအေတာဓိတေနကာယေနယောမင်ကြီးဥဏမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့မြား ကိုကိုကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်ဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝအမှန်ကို မသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမလဲတဲ့။ဟောဆိုလိုတာကဒီခန္ဓာကိုယ်ကြီးတွေဟာဒီလိုပါလို့မသိလို့သာတတ္တဝါတွေဟာကိုကိုကိုသူများရဲ့ตาလဲထင်းနေတာ။သူများကိုကိုယ့်ထက်အောက်ကျတယ်လို့ထင်းနေတာ။အမှန်ကသူလည်းပဲမတန်ရှင်းသောမစင်ကြယ်သောအရာ။ရုပ်ပိုင်းဆိုင်ရာမှာဘာထူးခြားမှုမှကိုမရှိဘူး။ ဒီဟာကိုရှင်းရှင်းလင်းလင်းမြင်မယ်ဆိုရင်တော့ဘုန်းဘုန်းတို့မှာအလွန်မြင်မာတဲ့သူတော်ကောင်းစိတ်ဓာတ်ဖြစ်နိုင်တယ်နော်သူ့ကိုထင်သေးတာကိုကိုကိုထင်ကြီးတာတခါတလေကြတော့လည်းပဲကိုကိုကိုထင်သေးပြီးတော့သူများကိုထင်ကြီးတာလည်းရှိသေးတယ်အဲ့ဒါလည်းကောင်းအဲ့ဒါလည်းမကောင်းဘူးနော်သူများကိုထင်ကြီးရတာလည်းပဲပင်ပန်းတယ်သူများထင်ကြီးရင်အလိုလျောက်ကိုကိုကိုလည်းတိတ်ငဲတဲ့သဘောကပါသွားပြီးသားဟုတ်တယ်မဟုတ်လားကောင်းသလားအဲ့ဒါအကုန်လုံးအမှားကြီးပဲတကယ်ကအထင်သေးတာမှမှားတာမဟုတ်ဘူး အထင်ကြီးတာလဲမှားတာပဲအမှန်ကထင်ကြီးတယ်လည်းမရှိဘူးထင်သေးတယ်လည်းမရှိဘူးသူကကောင်းကောမကောင်းတဲ့သဘာဝဘာလို့သူ့ကိုဖုံဖုံတို့ရှောက်ပြီးတော့အပေါ်ရန်သတ်မှတ်ချက်တွေအကုန်လုံးကလွဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဗျာဒီပြောထားတဲ့စကားလေးကိုဖုံဖုံကသဘောကျတော့နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်ရရွတ်ဆောင်နေရရဲ့နဲ့များကိုယ့်ကိုယ်ကိုမြင့်တင်မဲ့သူတော်ဘာကိုနှိမ့်ချမဲ့ဆိုရင်ဒါဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်း ရှိမှလဲတဲ့မသိရင်မသိသလောက်တတ္တဝါတွေဟာအထင်ကြီးကြတယ် အထင်သေးကြတယ်အထင်ကြီးမှုအထင်သေးမှုရှိရင်ရှိသလောက်သူ့စိတ်ပဲပင်ပန်းရတယ်ဆင်းရဲရတယ်ပူလောင်ရတယ်เนาะအထင်သေးခံရတဲ့ပုဂ္ဂိုလ်ဟောခံနိုင်မလားအခံနိုင်မှုဟောသူကလည်းသူ့တုံ့ပြန်မှုကလည်းကြောက်စရာကြီးเนาะအဲ့တော့ဘာမှမကောင်းတော့ဘူးအထင်ကြီးရတာအထင်သေးရတာဘာမှမကောင်းတော့ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားသူတော်ကောင်းစိတ်ဓာတ်ဆိုတာသူများကိုအထင်သေးတာကိုယ့်ကိုယ်ကိုအထင်ကြီးတာမရှိဘူး ူတော်ကောင်းစိတ်တတ်နဲ့ဘုံဘုံတို့နေခြင်းနဲ့ဆိုရင်အဲ့ဒီအထင်ကြီးရင်အထင်သေးခြင်းကိုလုံးဝမပြောက်သေးတောင်မှယော့နေသွားဘလို့မလို့ကြိုးစားရမယ်။အဲ့ဒါကိုယော့နေခြင်းနဲ့ဆိုရင်ဘုံဘုံတို့အဓိကနားလည်ထားရမယ်တော့ချက်ကအတူတူပါပဲဆိုတာကိုမြင်အောင်ကြည့်။အစ်အမြင်ဆုံးတူတယ်လို့ပြောလိုက်တာပါတော့ဒုက္ခသစ္စာတူတယ်နော်။အဲ့ဒါမြင်ဖို့နည်းနည်းခက်နေသေးတယ်ဆိုရင်တော့အရန်ကိုမြင်ဖို့လွယ်တဲ့အော်မတန်ရှင်းမှုတွေရဲ့အစုအဝေးတွေအနက်မကောင်းမှုတွေရဲ့အစုအဝေးတွေဘာမှ နော်မြင်လို့ဝေရမဟုတ်တဲ့သုံးစားမရတဲ့အရာတွေရဲ့အစုအပုံကြီးတွေလို့မြင်မယ်ဆိုရင်ကောအထင်ကြီးမှုအထင်သိမှုဘာဖြစ်သွားမှာလို့နေရသွားမယ်အဲ့ဒါတော့မြင်ဖို့လွယ်တယ်မို့လားอืมအဲ့ဒါကိုပဲမြင်ဖို့ခက်နေသေးတယ်ဆိုရင်တော့ဘာပြောရမှန်းတော့မသိတော့ဘူးနော်စဉ်းစားအောင်နော်음အဲ့ဒါနှစ်ချက်ပေါ့ဟုတ်လားဘုံတို့တူညီမှုကိုမြင်ဖို့အတွက်အတုပါကိုမြင်ရမယ်ပြီးရင်ပါတော့ဒုက္ခသစ္စာကိုမြင်ရမယ်နော်ဒုက္ခသစ္စာတော့အလွန်အဆင့်မြင့်ပါတယ်သူ့ကိုမြင်လို့ရှိရင်တော့မြင်မြင်တော့စိတ်ဟာဖြူစင်တာပဲ เนาะจุตุอกုံลงพุทธภาษาวันนี้ဖြစ်တဲ့အတွက်ကြောင့်เนาะอริยาဖြစ်ကိုမျောမှန်းညတယ်ဗောပုထုရှင်ဖြစ်ကံနေอริยาဖြစ်ကိုပြောင်းလဲခြင်းညတယ်ဗောเนาะอริยาဆိုတာဘာပြောတာတော့စိတ်ဖြူရှင်တာကိုပြောတာပုထုရှင်လေဆိုတာစိတ်ညင်နွမ်းမှုပူလောင်မှုတွေများတာကိုပုထုရှင်လို့ပြောတာဟုတ်လားတကုတ်ရဲ့စိတ်ကိုပူလောင်မှုညင်နွမ်းမှုများတဲ့အနေထားနေပြီးတော့ဖြူရှင်မှုတန်ရှင်းမှုเนาะပြည့်စုံတဲ့အနေထားကိုရောက်ချင်တယ်ဆိုရင်ဘုံဘုံတို့ကဘာလို့ရမှာတော့အမှန်တရားကိုမြင်ရမယ် ဒုက္ခသစ္စာဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်လားအတုပါလို့ဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်ပြီလားအဲ့ဒါမြင်အောင်ကြည့်တဲ့တရားမှာကိုကိုကိုအရင်ပြုပြီးတော့ကြည့်ရမယ်ကိုအကြောင်းကိုတကယ်မြင်သူများအကြောင်းကတမင်တောင်လိုက်ကြည့်စရာလုံမဲ့မထင်ဘူးအကုန်လုံးကဘာတော့အတူတူဆိုတာသဘောပေါက်သွားတယ်ဟိုတုန်းကဖုန်းတော်ကြီးတစ်ပါးပြောဘူးတယ်တော့ဝင်လေထွက်လေကိုမြဲတမ်းမှတ်နေတဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီးကသူအမြဲတမ်းဝင်ထွက်နေတာကြီးကသူစိတ်ထဲမှာအမြဲမြင်နေရတယ်ဒီဟာကြီးကနော်ရှင်ဖို့အတွက်ရှုခဲရှုခဲနဲ့ဝင်လေထွက်လေလုံနေရတာကြီးကဟောဖားဖို့ကြီးလို့ပေါ့နော်အဲဘဘဲသမားတွေတုံနေဖားဖို့မြင်မှုတယ်မို့လားနော်အဲ့တော့ तू ကထူးဆန်းတာ तू ကဘာပြောတော့ဆိုတော့သူ့ကိုယ်ကြီးမှာရှုခဲရှုခဲလုံနေတာမဟုတ်ဘူးသူများခန္ဓာကိုယ်တွေအကုန်လုံးကလည်းအဲ့လိုရှုခဲရှုခဲလုံနေတာတွေကိုမြင်နေရတယ်တဲ့ဘုဖုံးကဘာပြောနေတာတော့ ကိုကိုကိုမြင်လို့ရှိရင်သူများကိုလည်းမြင်တယ်ဆိုတာကိုပြောချင်တာဟုတ်လားမာသရိပဌာနာတုံမာတော်မြတ်စွာဘုရားနော်ကိုကိုကိုလည်းမြင်ရမယ်သူများကိုလည်းမြင်ရမယ်လို့အဲ့လိုတိုက်တွန်းထားတာတွေလည်းရှိတယ်ဟုတ်လားမာစီစောဘုရားကြီးကတော့ကိုကိုကိုမြင်သူများကိုလည်းပဲမြင်သွားပါလေလို့အဲ့လိုမာသရိပဌာနာတုံထဲမှာအဲ့လိုဆုံးဖြတ်ပေးတာလေးလည်းရှိတယ်ဒါလေးတွေကတရားဘာဝနာအထောက်တာကို နော်ဝါသနာပါရတဲ့ပုံကိုယ်တွေအတွက်ဘုသူတ္တလေးမျှဝေပေးတာဟုတ်လားอืมအတော့ခုတရားစကားပြောတာမိနစ်20တောင်မကတော့ဘူးတခါကြီးနော်25မိနစ်လောက်ရှိပါတယ်နော်အဲတော်တော်လည်းပဲဘုဘွားပြောရတာကျင့်တ်ပါတ်ဟု်လာအတောလူေကမင်းသူမင်းမင်းလူယုတ်မှာပါကွာလို့ပြောရင်ခန့်ကျင်မှာမဟုတ်ဘူးဟုတ်လားမခန့်ကျင်လည်းပဲကျွတ်တို့သူများကိုထင်သေးတယ်များကိုကိုကိုအထင်ကြီးနေတယ်များသူယုတ်မှာဖြစ်နေတာအဲ့ဒီချိန်မှာဟုတ်လားနော်ဘယ်လောက်ထိတောင်ပြောတာ ဇံရပြီးတော့ဇံရတဲ့အတွက်ကြောင့်သူများကိုထင်သိမဲ့သူ့ကိုယ်သူထင်ကြီးမဲ့ဆိုအဲ့ဒီဇံရတဲ့လူကြီးဟာအဲ့ဒီအချိန်မှာဗာစိတ်နဲ့နေတာသူယုံမှာစိတ်နဲ့နေတာကကြံတဲ့လူတော့မပြောတော့ဘူးဟုတ်လားဒါမှမဟုတ်တနေ့ကပြက်ကြိန်ထုတ်မှာတလတခါဖတ်ဖို့ဖတ်စာလေးပုံပုံရေးပြီးတော့ပြက်ကြိန်ထုတ်ဖို့အစည်းအဝေးနေတာအဲ့ဒီမှာစာတပုတ်ကိုအဲ့လိုရေးတာကိုယ့်အကူဘာကြီးဖြစ်လို့နေနေသူများကိုထင်သေးနေသည်မြတ်ကိုယ့်ကိုယ်ကိုမြင့်တင်နေသည်မြတ်အဲ့ဒါသူယုံမှာစိတ်သက်သူများကိုထင်မသေးမှာ ကိုကိုကိုမမြင့်တယ်မှာအဲ့ဒါသူတော်ကောင်းစေတယ်လို့ဘုရားဟောတယ်။ငါမှဘလို့စိတ်တွေဖြစ်များနေလဲဆိုတာကိုဝေဖန်ကြည့်လို့အဲ့ဒါလေးရေးတာ။နော်။အဲ့ဒါဒါဒီနေ့ကတော့တရားစကားလေးကိုဟိုရှုထောင့်တစ်မျိုးကနေကိုကိုကိုပိုကောင်းကြိုးစားနေတယ်မှာအထောက်ကူပြုဖို့ဒါဘုံတို့ပြောတာနော်။ဘုံတို့တရားလုပ်ကြတယ်ဆိုတာလူရင်းကကိုကိုကိုပိုကောင်းအောင်လုပ်ကြတာပါ။ဟုတ်တယ်မဟုတ်လား။ပိုကောင်းလို့ရှိရင်ပိုချမ်းသာပါလေ။စိတ်ပိုချမ်းသာပိုငြိမ်းရေးမယ်။ဟုတ်လား။ ပူမကောင်းပဲနဲ့ပူချမ်းသာတဲ့ပူငြိမ်းအေးတဲ့အနေအထားကိုမျှော်လင့်လို့မရဘူး။ကောင်းတာကအကြောင်းတရားချမ်းချမ်းသာတာငြိမ်းအေးတာအကျိုးတရားချမ်းသာခြင်းငြိမ်းအေးခြင်းအကျိုးတရားလက်ကိုရခြင်းကျွတ်တော့ကောင်းကိုကောင်းမှဖြစ်မှာမကောင်းပဲနဲ့ချမ်းသာခြင်းငြိမ်းခြင်းအကျိုးရလက်ဘယ်တော့မှထွက်ရုံးထုံးတာမရှိဘူး။ဟုတ်တယ်နော်။အခုအဲ့ဒါဘုံဘုံကကောင်းဖို့ကြိုးစားတဲ့ပုံကိုယ်တွေအတွက်မြတ်စွာဘုရားကနှီးမျိုးစုံနဲ့ကောင်းအောင်လုပ်ဖို့သင်ပေးထားတာတွေကတသိတ္တိတ္တပြောပြတယ်နော်။အပ္ပုရိသတုတ်တံတဲ့။ကဲ။ ကိုကိုကိုသူတော်ကောင်းဖြစ်အောင်ကြိုးပမ်းအထောက်နိုင်ကြပါစေလို့ဘုံဘုံလိုဆန္ဒပြုပြီးဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းသက်တည်းကြောင့်ဖရာတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပေးရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်